အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာအိမ်တော်မပြုတ်ခင်ကိုစီမှာရှိထားတဲ့အရာအချို့ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အိမ်တော်မပြုတ်ခင်ကိုစီမှာရှိတဲ့အရာတွေကဘဝတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်လိုမျိုးဖြစ်ပါတယ်မိမိကိုယ်တိုင်တန်ဖိုးရှိအောင်ပြင်ဆင်ထားတာမျိုးမရှိဘဲလက်ထပ်သွားမယ်ဆိုရင်အ ਨੇ ဆုံးတော့နောင်တရတတ်ပါတယ်အိမ်တော်မပြုတ်ခင်မိမိအတွက်ရှိတဲ့အရာတွေကိုအောက်ပါအတိုင်းပြောပြပါမယ်နံပါတ်တစ်ခုကိုနားလည်နိုင်မှု လူတယောက်အနေနဲ့ကိုကဘလို့လူလဲဘာတွေကိုကြိုက်တယ်လဲဘာတွေကိုမကြိုက်ဘူးလဲဘလို့ရာတွေဖြစ်လာရင်စိတ်အဆင်မပြေတယ်လဲဆိုတာကိုကိုဘာသာနားလည်နိုင်ဖို့လိုတယ်ကိုကိုကိုမသိရင်မျောလင်းချက်တွေမမှန်တာကြောင့်လက်တွဲဖော်နေရန်ဖြစ်တတ်ပါတယ်ကိုစိတ်တဲ့ကိုလိုအပ်ချက်နဲ့စိတ်ခံစားချက်ကိုနားလည်ထားမှသာအခြားလူတယောက်နဲ့နေတဲ့အခါအေးချမ်းနိုင်ပါတယ်နံပါတ်1စီးပွားရေးအခြေခံတစ်ခုရှိနေမှု ိမ်ထောင်တွေဘဝမှာငွေကြေးကအခြေခံအရာဖြစ်ပါတယ်ငွေမရှိလို့မချစ်နိုင်တာမဟုတ်ပေမဲ့ငွေမရှိတာကြောင့်တယောက်ကိုတယောက်ချစ်ဖို့တောင်ခက်ခဲလာတတ်ပါတယ်အိမ်ထောင်မပြုခင်စားဝတ်နေရေးအသုံးဆောင်ရေးရာကိုကိုယ်တိုင်ထိန်းသိမ်းနိုင်တဲ့အ ਨੇ ဆုံးအခြေခံငွေတစ်ခုရှိဖို့လိုပါတယ်လက်ထပ်ပြီးနောက်မှာလည်းပတ်စံအကြောင်းနဲ့ပြဿနာမဖြစ်စေဖို့ဒီအချက်ကအရေးကြီးဆုံးလို့တောင်းပြောလို့ရပါတယ်နံပါတ်3ရင့်ကျက်မှု အိမ်တော်ရေးကခန်းစားချက်နဲ့တီးခတ်မှုပုံမူတည်တဲ့တခါတလေအပြန်အလှန်နားမလည်မှုတွေစကားမမှန်မှုတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်စိတ်ထိခိုက်တိုင်းတုံ့ပြန်မလုပ်ဘဲတက်တောင့်တတာရှိပြီးနားလည်စွမ်းရှိဖို့လိုအပ်ပါတယ်။အချစ်ဆိုတာစကလုံးတစ်ခုပဲမဟုတ်ဘဲတီးခတ်ခြင်းနားလည်ခြင်းနဲ့ဆွေးနွေးနိုင်ခြင်းလည်းပါဝင်နေပါတယ်။နံပါတ်၄တာဝန်ခံစိတ် အိမ်နောက်လေဘဝမှာကုလုပ်ရတဲ့တိုင်းဟာတဦးအတွက်မဟုတ်ပဲနှစ်ဦးအတွက်ဖြစ်လာပါတယ်မိသားစုအတွက်ဆုံးဖြတ်ချက်ချနိုင်ဖို့တာဝန်ယူနိုင်ဖို့စိတ်အားနဲ့စိတ်ချမ်းသာမှုရှိဖို့လိုပါတယ်ကုလုပ်ရတဲ့တိုင်းအတွက်တာဝန်မခံနိုင်ရင်အိမ်နောက်ရေးဆိုတာအဆင်ပြေလာမှာမဟုတ်ဘူးနံပါတ်5ကိုအိမ်မက်နဲ့ရည်မှန်းချက်ရှိခြင်းအိမ်နောက်ပြုပြီးနောက်မှာတော့ကိုဘဝကိုအချိန်ပေးသင့်ပါတယ်ကိုအိမ်မက်တွေကိုလှုပ်ချင်တာတွေကိုဆက်လက်လုပ်နေဖို့လိုပါတယ်အိမ်အောင်ဖြစ်တာကအဆုံးမဟုတ်ပါကိုအိမ်အောင်ပြုတဲ့သူနဲ့ဘဝကိုတိုးတက်အောင်လက်တွဲသွားဖို့ကသာအဓိကဖြစ်ပါတယ် ိမ်တော်မပြုခင်မှာကိုကိုကိုပြင်ဆင်ထားခြင်းကလက်ထက်ဖို့ကိုတုံးတက်ဖို့မဟုတ်ပါကိုဘဝကိုတန်ဖိုးရှိအောင်ပြင်ဆင်ဖို့ပဲဖြစ်ပါတယ်ကိုကိုကိုပြည့်စုံအောင်တည်ဆောက်ထားမှသာတက်တန်းရှိတဲ့ဘဝတစ်ခုကိုကိုချစ်တဲ့လူနဲ့အတူတည်ဆောက်နိုင်ပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်